ားလုံးမင်္ဂလာပါဒီနေ့ဒီရက်သင်မဲ့သင်ခန်းစာကတော့ခန်းတီလေ့ကျင့်ခန်းတိတိသမ3ကနံပါတ်1 3 5ပဲဖြစ်ပါတယ်နံပါတ်1မှာဆိုလို့ရှိရင်သူကနော်6ဦးနှစ်ပိုင်းတစ်ပိုင်းနိုင်စပြီးတော့တမန်းနဲ့အဲနှုတ်ငါးနှစ်ပိုင်းတစ်ပိုင်းကိုဖော်ပြရဲမြားကိုဆွဲပြီးတော့ဆုံးမက်ကိုဖော်ပြပါတယ်နော်ဒါပြန်မှာဆိုကြည့်လို့ကနော်ကိန်းမင်းဆွဲမယ်သူကစတာက6နှစ်ပိုင်းတစ်ပိုင်းမှာစတာဖြစ်တယ်ကြည့်ရဲ6နှစ်ခုလိုက်ကြရဲမှာနှစ်ပုံပုံပြီးတစ်ပုံပေါ့နော်အဲ့ဒီနေရာလေးကနေစပါမယ် ဆက်ပြီးတော့မှသူကမြားရဲ့တန်ဖိုးက minus 5 1 2ကိုပေါ်ပြရဲမြားကိုဆွဲမှာအဲ့ဒီဒီ6နှစ်ခုနဲ့ကြားရဲမှာသူတို့ကနော်နှစ်ပိုင်းတစ်ပိုင်းရှိတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုသူတို့ဒီ minus ကိုပေါ်ပြတာဖြစ်တဲ့တည်းဒီအနှုတ်ဘက်ကိုသွားပါမယ်ဟုတ်ပြီနော်နှုတ်ဘက်ကိုသွားမှဖြစ်တယ်နောက်တစ်ခုနှစ်ပိုင်းတစ်ပိုင်း6နှစ်ခုနဲ့ကြားရဲမှာနှစ်ပိုင်းတစ်ပိုင်း unit ရပြီဆိုတော့နောက်တစ်ခု5 unit သွားပါမယ်အဲ့တော့6ကနေ5ဒီကို1 unit ငါးကနေ၄ဒီကို1 unit 2 unit နော်ပြန်3 unit ၄ unit 5 unit နော်တိတိသွားပါမယ်ပေါ့နော် ညကိုဒီလိုကတိတိဆွဲလိုက်တယ်။ညဆိုရင်ဒီလိုကအဲ့ဒါအဲ့ဒီညရဲ့တန်ဖိုးက9ယူနစ်နဲ့တဝက်ပေါ့နော်။တိကနေနှစ်ကတယူနစ်၊နှစ်ကနေ3ကတယူနစ်၊3ကနေ4ကတယူနစ်၊4ကနေ5ကနေတယူနစ်၊5ကနေ6ကနေ6ကိုတယူနစ်ဆိုတော့ဒီလို9ယူနစ်။ဒါက6နဲ့ဒီ9နဲ့ကြားထဲမှာနှစ်ပိုင်းတစ်ပိုင်းဆိုတော့9နှစ်ပိုင်းတစ်ပိုင်းပေါ့နော်။သူကအနှုတ်လို့ပြေးထားတာဖြစ်တဲ့အတွက်ဒီလိုအနှုတ်ဘက်ကိုသွားပါမယ်။နော်အနှုတ်ဘက်ကိုသွားမယ်ဒါဆိုရင်ဒီရဲ့ဆုံးမှတ်ပေါ့နော်ဒီများရဲ့ဆုံးမှတ်ကဘယ်မှာဆုံးလာလဲဆိုရင်တစ်မှာဆုံးလာပါ ါကြောင့်မို့အများကြီးဆုံးမှတ်ကိုရေဝတ်တက်လို့သတ်မှတ်ပါတယ်ပေါ့နော်ဒါနံပါတ်1ပါနံပါတ်2မှာကျတော့ဒီ -7/3 မှာစပြီးတော့တဲ့နော်1/3မှာဆုံးတဲ့များသည်မိတိရရှင်တဲ့ကိုဖော်ပြတယ်လို့ရဲ့အဲသူကအများရဲ့တန်ဖိုးကိုရှာခိုင်းတာပါဒီရရှင်တဲ့ကိစ္စကအများရဲ့တန်ဖိုးကိုရှာခိုင်းတာဒါတို့ချီတို့ဂိမ်းင်းဆွဲပါမယ်ဆွဲပြီးတဲ့အခါမှာကျတို့ -7/3 ဆိုတာကိုချီတို့ကနော်ကိရောပြန်ခွဲတဲ့အခါမှာခုနှစ်ကို၃နဲ့စားတဲ့အခါမှာ၃နဲ့ပြီး6ပေါ့နော်။ဒီရက်ကျန်တော့1ဒါဆိုရင် तू က အဲ minus 2 1 minus 3ရတယ်ဗောနော်ဒါဆိုရင် minus 2 1 minus 3ဆိုတော့ minus 2နဲ့ minus 3ရဲ့ကြားထဲမှာဒီလိုသုံးပုံပုံပြီးတော့တပုံဖြစ်ပါတယ်။ဒါအဲ့ဒီနေရာလေးမှာ minus 7 minus 3ပါပြီးရင်သူကစမှတ်လဲပေးရတယ်ဆုံးမှတ်လဲပေးရတယ်နော်ဆုံးမှတ်ကကျတော့1 minus 3ပါ1 minus 3ဆိုတော့ကျတော့တင်းမပြေဘူး0နဲ့1နဲ့ကြားထဲမှာ1 minus 3ဟုတ်ပြီလားသုံးပုံပုံပြီးတော့ရှိလို့တပုံပေါ့အဲ့ဒါကျတော့အလဲကောင်မှရှိရများဘယ်လောက်ရှိမလဲဦးကျင်တာပါလို့ရှိရင်ကျတော့ဒီ ညရဲ့စမတ်7 -7 3နဲ့2နဲ့ကြားထဲမှာက3 -1 -3 ရှိပါတယ်။နောက်က0နဲ့ဒီဆုံးမဖြစ်တဲ့1 -3 နဲ့1 -3 ကကျတော့0နဲ့ကြားထဲမှာ1 -3 3 -2 ပေါ့နော်။အဲ့ဒီအဲ့နှစ်ခုပေါင်းအပြန်ဒီနှစ်ခုပေါင်းရှိရင်3ဘုံတစ်ဘုံ3ဘုံတစ်ဘုံနှစ်ခုပေါင်းရင်3 -2 ဖြစ်ပါတယ်။ကြားထဲမှာက2 unit ရှိရပေါ့နော်။အဲ့ဒီသူ့ရဲ့ညရဲ့တန်ဖိုးက2 -3 3 -2 နော်2 -3 2ဖြစ်ပါတယ်ပေါ့နော်။ ။ဒီအများရဲ့အတန်ဘိုးပါပဲ။ဘိုးလဲဆိုတော့ဒီဒီစမတ်နဲ့မိုင်းနဲ့တူနဲ့ဂျာရမှာက၃ပုံတပုံ0နဲ့1 0နဲ့ဒီသူမတစ်ပိုင်းဂျာရမှာက၃ပုံပုံတပုံဆိုတော့တမ၃ပုံပုံတပုံဂျာရမှာမိုင်းနဲ့တူနဲ့မိုင်းနဲ့1ကတယူနေမိုင်းနဲ့1နဲ့0ချီကတယူနေဆိုမှတ်ယူနေနော်။ဒီအများရဲ့တဘိုးကနော်နေ၃ပိုင်း၂ပိုင်းဖြစ်ပါလေ။ဒီနံပါတ်၃ပါနော်။နံပါတ်၃ကတော့ နော်3 1 3နဲ့သုံးပြီးတော့အဲ4 2 3ကိုဖော်ပြတော့အများကြီးစမ်းမှတ်လို့ဖော်ပြပါတယ်။သူကကျတော့နော်အဲသုံးမှတ်ပြရတယ်အများကြီးတန်မှုပြရတယ်အများကြီးစမ်းမှတ်လို့လို့ရှင်းတာပါ။အဲကြောင့်မို့နော်ဂိမ်းမြင့်ဆွဲမယ်ဆွဲပြီးတော့ကျတော့3 3ဘိုင်းတစ်ပိုင်းမှာသုံးလာဖြစ်တဲ့တည်းသူတို့အများကြီးသုံးမှတ်ဒါ3 3ဘိုင်းတစ်ပိုင်းဆိုတော့3နဲ့4နဲ့ကြားရမှာသုံးဖို့မဟုတ်ဘူးဒီပုံမှာ။အဲ့ဒါကအများအများဆုံးတဲ့နေရာပေါ့နော်အများကောင်းရှိတဲ့နေရာပါ။ဟုတ်ကဲ့သူကအများတန်မှုကနော်၄၃ဘိုင်း၂ဘိုင်းနဲ့ဒါဆိုဒီချေတော့ဒီမှာ၃နဲ့ ီသုံးပတ်နဲ့ဂျားထဲမှာသုံးပတ်တစ်ပိုင်းရှိတယ်ဟုတ်ပြီနော်နောက်တစ်ချက်ကသုံးပတ်တစ်ပိုင်းလိုတယ်ပေါ့နော်ပြီးတော့၄ယူနစ်လိုရောအဲ့ဒီကျေတို့ဂျားထဲမှာနော်ညရဲ့တမူကမာဒီ -1 နဲ့1နဲ့2နဲ့ဂျားထဲမှာသုံးပတ်သုံးပုံပုံတစ်ပုံယူလိုက်မယ်ဒါဆိုရင်ကျေတို့ကသုံးပုံပုံနှစ်ပုံရပါတယ်ဒါဆိုရင်ဂျားထဲမှာ၄ယူနစ်လိုရယ်ပေါ့နော်၄ယူနစ်က -1 နဲ့0ဂျားထဲမှာ1ယူနစ်0နဲ့1နဲ့ကြားထဲမှာ1ယူနစ်1နဲ့2နဲ့ကြားထဲမှာ1ယူနစ်2နဲ့3နဲ့ကြားထဲမှာ1ယူနစ်အလုံးအလုံးပေါင်း เนาะ၄၃ဝိုင်းနှစ်ပိုင်းယူနစ်ပေါ့เนาะဒါဆိုရင်မြားရဲ့စာမတ်ကကြတော့မြားရဲ့စာမတ်ကကြတော့ယူဘယ်မှာစရလဲဆိုရင် -1 ၃ဝိုင်း၃ဝိုင်းပိုင်းမှာစပါရယ်ဒါပေမဲ့အဖြေကမြားကြီးစားမယ် -1 1/3ဖြစ်ပါတယ်ဒါဆိုကျတော့နံပါတ်၄ကိုစသပါမယ်နံပါတ်၄မှာကြတော့သူက -1.5 မှာဆုံးပြီးတော့တဲ့ -3.1 မှာဒီကိုခေါ်ပြတယ်အများကြီးစမ်းမှုကိုခေါ်ပြပါတယ်နော်ဒီကျတော့ဂိမ်းကြီးဆွေးပါမယ် minus 1.5ဖြစ်တဲ့အတွက် minus 1နဲ့ minus 2ပြကြရဲမှာဒီလို0.5ဆိုတာကတဝက်ဖြစ်တဲ့အတွက်ဒီတဝက်ဝက်လိုက်မယ်။နော်အဲ့မှာသူကမျှအဆုံးတော့ဗောနော်။ minus 3 1 2ကိုဖော်ပြဆိုတော့မျှကြီးဆက်မယ်။အဲ့လိုမျှရဲ့ဆက်မကရေတော့ဒီဘက်ကအပေါင်းဘက်ကနေလာမှာဗောနော်။ဒါလို့ရှိရင်သူကမျှရဲ့တန်ဖိုးက minus 3 1 2ဒါဆိုရင် minus 1နဲ့ဒီ minus 2နဲ့ကြရဲမှာ1 2ရှိတယ်။ဒါဆိုတော့နောက်ထပ်3 unit ဗောနော်။3 unit ဆိုတာ minus 1နဲ့0ကြရဲမှာ1 unit ၊0နဲ့1နဲ့ကြရဲမှာ1 unit ၊1နဲ့2နဲ့ကြရဲမှာ1 unit ဆိုတော့ကျတော့မျှကို2စီဆွဲလိုက်မယ်။ နော်ဒါဆိုသူ့ရဲ့စာမျက်ကဘယ်လောက်တော့အများရဲ့စာမျက်ကနှစ်ကနေစာမျက်ပါဒါကြောင့်ဘုအများကြီးစာမျက်ကနှစ်ဖြစ်ပါတယ်ဟုတ်ကနံပါတ်5ကကျတော့ minus 2 wifi မှာဆုံးပြီးတော့11 by 4ကိုဖော်ပြတဲ့အများကြီးစာမျက်ကိုဖော်ပြပါတယ်ဒါဆိုဒီနောက်တိုင်းပဲနော်ကိမင်းဆွဲမယ် minus 2 wifi မှာဆုံးလို့ဖြစ်တဲ့အတွက် minus 2နဲ့ minus 3ကြားထဲမှာတဝက်ဝက်မယ်ဟုတ်နော်ဟုတ်က11.4ကိုပေါ်ပြရမယ်များဆိုတော့ချစ်11.4ဆိုတော့က7ကို6နဲ့စားတဲ့ခါမှာ6နဲ့6 နှစ်၄ပိုင်း၃ပိုင်းပေါ့နော်ဒါဆိုရင်သူ့ရဲ့ unit ကနှစ်၄ပိုင်း၃ပိုင်းဒါဆိုရင် -3 နဲ့ -2 နဲ့ကြားတဲ့မှာက၄ပိုင်း၅ပိုင်းရှိတယ်ဒါဆိုရင်ရေရောကနှစ် unit နဲ့၄ပိုင်း၃ပိုင်းလိုပါတယ်ဒါဆိုရင် -3 နဲ့ -4 ကတဲ့ unit -4 နဲ့ -5 နဲ့ကတဲ့ unit နောက်က၄ပိုင်း၃ပိုင်းလိုတာဖြစ်တဲ့တဲ့ -5 နဲ့ -6 ကြားတဲ့မှာကျတော့၄ပုံပုံပြီးတော့တပုံကြီးနိုင်ဟုတ်ပြီနော်ဒါဆိုရင်များကအဲအနီ -5 နဲ့ -6 ကထဲမှာရှိတယ်၄ပုံပုံရင်းတပုံစီမှာများအဆုံးပါတယ်များဆပါတယ်ပေါ့နော်ဒီအများရဲ့ဆမ်းမက -5 1 4ဖြစ်ပါတယ်။ဟုတ်ပြီနော်။ဒါဆိုရင်ဒီတော့နံပါတ်5တည်ပြီးပါပြီ။အဲ့ဒါကလေ့ကျင့်ခန်း1.3ရဲ့နံပါတ်5ဟိုတက်ကနေ5တည်ဖြစ်ပါတယ်ဗောနော်။အဆုံးထိရှိပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။